ဂျပန်ဝါဆာဘီအမြင့်ရဲ့အစီအနှစ်အစွမ်းဝက်ချံဖြစ်စေတဲ့ပတီးရီယာတွေကိုကူညီတိုက်ဖြတ်ပေးလို့လေးလက်တောက်ပပြီးဝက်ချံကင်းတဲ့အသားရည်ရရှိစေပါလေ။ Garnier Man Acno 5 Wasabi Foam ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ညီငယ်ရေးကော်မရှင်ဖွဲ့ကတရုတ်နိုင်ငံသားကြီးဝင်ကြီးဌာနရဲ့ဖိတ်ကြားချက်ကြောင့်မိုးဝင်မ26ရက်နေ့ကနေဒီဇင်ဘာ2ရက်နေ့အထိဘေကျင်း၊ရှန်ဟိုင်းနဲ့ကူမင်းမြို့တွေကိုတွားရောက်ပြီးတရုတ်နိုင်ငံဘက်ကနိုင်ငံသားကြီးဝင်ကြီးပါဝင်အဆင့်မြင့်အရာရှိတွေနဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင်အဖွဲ့အစည်းနဲ့တွေ့ဆုံဖို့အတွက်မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ KIA, MNDAA, TNLA, AA အဖွဲ့တွေကိုတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကကုမင်းမျိုးကိုဖိတ်ခေါ်ခဲ့ပေမဲ့ကော်မရှင်ဘက်ကတဖွဲ့ချင်းစီနဲ့သာတိကျတွေ့ဆုံလို့ပြီးအစုအဖွဲ့လိုက်တွေ့ဆုံဖို့ဆိုရင် MNDAA, AA, TNLA တပ်ဖွဲ့၃ဖွဲ့နဲ့သာတွေ့ဆုံမှာဖြစ်တဲ့အတွက်ညှိနှိုင်းမှုအဆင်မပြေပဲတွေ့ဆုံပွဲပြတ်သွားတာဖြစ်ပါတယ်။အကျိုးစီးပွားတွေပြဿနာတွေမတူညီတာကြောင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့တဖွဲ့ချင်းတွေ့ဆုံဖို့စီစဉ်တာဖြစ်တယ်လို့မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့အနေနဲ့တွေ့ဆုံမဲ့ပြတ်သွားတာနဲ့ပတ်သက်ပြီးညီညာရေးကော်မရှင်အဖွဲ့အတွင်းရင်မှုဥခင်စော်ဦးကပြောပါဗျာကျွန်တော်တို့တဖွဲ့ချင်းဒီကကျူစီဝိုင်းလည်းဦးကတနာလည်းမြန်မာအဖွဲ့ချင်းကိုဆွေးနွေးပါမယ်ဒါပေမဲ့နှစ်နိုင်မှပြေရောက်လာတဲ့အခါမှာကျတော့သူကကျွန်တော်နဲ့ပြည့်ကိုစီစဉ်ရှိဘူးတာသူကဝါးဖက်တဲ့ပြည့်ကိုပဲစီစဉ်ရှိပါတယ်လို့ပြောပါတယ်ဒါကြောင့်ပြည်ရဲ့နေသားသူတို့စီစဉ် ဖြစ်တော့ကျွန်တော်တို့ဒီကုန်းဝင်နေပြီတွေ့ပါမယ်။တန်တဲ့ဘွဲတွေကဘွားနေအောင်ဖြည်းဖြည်းစားပြည့်တော့ဒီချက်ဖြစ်ကြအောင်ရှိတော့ပါဘူး။ပြန်ရလဲဆိုကျွန်တော်တို့လည်းတွေ့ဖို့မရှိတော့ကြောင်းကျွန်တော်တို့လည်းသူ့ကိုတွေ့ကြမှာဖြစ်ဘူး။ပြုတ်ခွာလိုက်ဘူးလည်းမခံသေးဘူးဖြစ်တယ်ကြောင်း။ကျွန်တော်တို့ဆိုပြီးတော့ခင်ချင်းအတက်ကမဖြစ်နိုင်ဘူး။ကုန်းဝင်နေပြီတွေ့မယ်။ကြောတော့နောက်ဆုံးကျွန်တော်တို့တွေ့ကြတယ်နဲ။ဉာဏ်နည်းနည်းကျွန်တော်တို့ပြန်လာခဲ့ရင်ဖြစ်ပါမယ်။ ညဉ့်ညဉ့်ကော်မရှင်ရဲ့တရုတ်ခီးစဉ်သွားရတဲ့အဓိကရည်ရွယ်ချက်ကမိုင်းလာနဲ့ဝါတက်ဖွဲ့တွေကြားစစ်ရေးတင်းမာမှုတွေကို short ချနိုင်မှုရည်ရွယ်ပြီးတရုတ်နိုင်ငံသားကြီးဝင်ကြီးနဲ့တွေ့ဆုံမှုမှာတော့ဝါနဲ့မိုင်းလာတက်တွေထိတ်တိုက်တွေ့ဆုံမှုတွေကညဉ့်ညဉ့်လုပ်ငန်းစဉ်တွေကိုထိခိုက်စေနိုင်တာကြောင့်နှစ်နိုင်ငံနယ်စပ်ညဉ့်ညဉ့်ရေးကိစ္စတွေကိုအဓိကထားဆွေးနွေးခဲ့ကြတယ်လို့ဥခင်စောဦးကပြောပါတယ်ကျွန်တော်တို့ရွေးချက်ကတကယ်တော့ဒီပြည်နယ်ဟာဝါနေမိုင်းလာရဲ့ဖြစ်တဲ့မှာမဟုတ်ချောချနိုင်အောင်ဆိုပြီးစ 20ရက်28ရက်နောက်ပိုင်းမှာစစီတင်ခဲ့ပြီးတော့ဒီကိစ္စကိုပြန်ခါပြီးတော့သွားခဲ့ပြီးဖြစ်ပါတယ်။ဒီကိစ္စလည်းဖက်ပြောက်ဟောတိုင်းနိုင်ငံတော့ပုံမှန်မှုရခဲ့ပါတယ်။ပြည်နိုင်ငံရဲ့အနေအထားတော့ပြည်နိုင်ငံလက်ဆက်ပြည်နယ်အခြေရေးကပြည်နိုင်ငံလုံးကအရေးကြီးတယ်။ဒါတို့လက်ခံတယ်။ဒါကြောင့်ဒီဖြစ်ပေါ်လာတဲ့ပြည်ပကံနဲ့ပတ်သက်ပြီးတော့ကျွန်တော်နိုင်ငံရဲ့လိုအပ်ချက်ရှိရင် သူတို့ပြောပါသူတို့စက်နိုင်မှုမရှိဘူးပြည်လူရေးပြည်တော်ကြတော့သူတို့မရောက်တော့အဲလို့ဆုံးဖြတ်ချင်ဘူးလိုအပ်တာရှိပြောသူတို့ပြည်လူရေးလို့သူတို့ပြောတယ်ဒါကြောင့်ကျွန်တော်တို့ဘွားလိုမိုင်းလာလို့ပုံစံလိုသူကဖိတ်ပေါ်ပြီးတော့စီစဉ်ပေးရတယ်တို့ကတွေ့နေတဲ့ဒီမှာဘွားလိုမိုင်းလာနဲ့တွေ့နေမှာလေဆိုတော့သူတို့စီစဉ်တယ်ဒီကနေ့ဒီစီစဉ်ဆောင်ရေးပါမယ်